င်္ဂလာပါရှင်ဇွန်လ26ရက်တောက်ကြနေရွှေရံကုန်ရဲ့လှုပ်လှုပ်ရှားရှားရံကုန်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစားတင်ဆက်မယ့်သတင်းကတော့စေကြည်ခနောင်တို့မြို့နယ်တွင်စီတာအဖြစ်မိုးစပါးဆန်ပြကွက်စိုက်ပျိုးတရုပ်ပြတဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးစင်ကြီးခနောက်တို့မြို့နယ်ရင်း2025 2026နှစ်မိုးစဘာမျိုးစေးချကရီယာစီတာဖြင့်စိုက်ပျိုးခြင်း ကွင်တယုတ်ပြပွဲကိုစွန်လ25ရက်နေ့နက်ပိုင်းကစင်ကြီးခနောက်တို့မြို့နယ်ချောင်းဝိုင်းလီရွက်ကဖွင့်ဖြိုးရေးလမ်းမကြီးပြီးကွင်အမှန်180ရှိတောင်သူဦးစော်ဦးရဲ့လက်မည်နှစ်ရေကာရင်းပြုလုပ်ကြောင်းသိရပါဗျာ ဆိုက်ပျိုးတရုတ်ပြပွဲတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်လှိုင်နှင့်မြို့နယ်ဆိုက်ပျိုးရေးဦးစီးဌာနဦးလာထေတို့ကထိုင်းရိုက်မျိုးစေ့ချကိုရီးယားစီတာဖြင့်ဆိုက်ပျိုးခြင်းကြောင့်ရရှိလာမည့်အကျိုးကျေးဇူးများနှင့်ပတ်သက်ပြီးတောင်သူများသိရှိစေရန်ရှင်လင်းဆွေးနွေးကောင်းမျိုးစေ့ချကိုရီးယားဖြင့်မိုးစပါလက်တွေ့ဆိုက်ပျိုးတရုတ်ပြသကြောင်းသိရပါသည်ဒီသတင်းကိုတော့ဝေယံကပေးပို့ထားပါပဲဖြစ်ပါရဲ့ရှင် ဆလတ်တင်စမဲတဲ့င်းကတော့ကော့မှုမျိုးနဲ့အတွင်းကျေးလက်လန်တရားများကြီးရှုစစေတဲ့တဲ့င်းဖြစ်ပါတယ်။သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကျေးလက်လန်ဖွံ့ဖြိုးရေးဦးစီးဌာနစီမံကိန်းစစ်ဆေးရေးနဲ့အရေးအသွေးထိန်းသိမ်းရေးဌာနကွဲမှလက်ထောက်ညွှန်ကြားရေးမှူးမြို့ပြဦးမမောင်မိုးဝင်းဟာ ဇွန်လ25ရက်နေ့နံနက်ပိုင်းကရန်ကုန်တိုင်းဒေသကြီးတိုတဲခရိုင် ကော်မိုမြို့နယ်အတွင်း2025 2026အဘန္နာရီနေ့တိုင်းဒေသကြီးငွေလုံးငွေရှင်ရန်မုံငွေဖြင့်ဆောင်ရမယ်ညောင်ကုန်းကျွန်ကလေးလန်းပြင်ကရိုချောင်းဝါလန်းများနဲ့ကျေးလက်လန်းတဒါလုံငန်းဆောင်ဝန်နေမှုများအားကြီးစုစစေးပြီးလိုအပ်ချက်များကိုဆွေးနွေးမှကြားကြောင်းသိရပါတယ်ဒီသတင်းကိုတော့ကျော်သူရကပေးပို့ထားပေးဖြစ်ပါရဲ့ရှင်ထမန်နေဆမဲတဲ့တဲ့ငါတော့တိုက်ချင်းမြို့နယ်တွင် တပြည်သူမရွှေထားစာအုပ်ဖြင့်စာဖော်ဝိုင်းပြုလုပ်တဲ့တင်ဖြစ်ပါတယ်။မြန်မာအမျိုးသမီးများနဲ့အထိန်အမှန်အဖြစ်ပြန်ကြရေးနေပြည်သူဆက်ဆံရေးဦးစီးဌာနနဲ့မြို့နယ်အမျိုးသမီးရှေ့ရအဖွဲ့တို့ပူးပေါင်းပြီးစာရေးဆရာတက္ကသိုလ်ဖုံနိုင်ရေးသားတဲ့တပြည်သူမရွှေထားစာအုပ်ဖြင့်စာဖော်ဝိုင်းကိုဇွန်လ25ရက်နေ့နဲ့စင်နာရီကတိုက်ချင်းမြို့နယ် Community Center တွင်ကျင်းပရာမြောက်ပိုင်းခရိုင်လူမှုဝန်ထမ်းရုံးမှဒုတိယညွှန်ကြားရေးမှူးဒေါ်နီနီဝင်း မြို့နယ်ပြန်ဆန် OC အရာရှိဒေါ်စောဝီရီတို့ကစာရေးဆရာ တက္ကသိုလ်ဖုံနိုင်ရေးသားတဲ့တပြည်သူမတ်ရွှေထားစာအုပ်ပါတိမောက်ဖွေရများကိုဆွေးနွေးကြကြောင်းသိရပါရဲ့ရှင်ဒီသတင်းကိုတော့ဝီရီကပြပူထားပဲဖြစ်ပါတယ်နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ရုံးမရိတ်တိုင်းတံပိုးနဲ့အင်ယာမှာတိုက်ခန်းဝယ်ယူခွင့်ရရှိသူများကိုတိုက်ခန်းနေရအတွက်ဇွန်လ26ရက်နေ့28ရက်တို့တွင်မဲနိုင်ရမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ ရုံးမရိတ်တာတံပိုးနဲ့အင်ယာမှာတိုက်ခန်းဝယ်ယူခွင့်ရရှိသူများတိုက်ခန်းနေရအတွက်ဇွန်လ26ရက်နေ့28ရက်တို့တွင်မဲနိုင်ရမှာဖြစ်ကြောင်းမြို့ပြနှင့်အိုးဝင်ဖွံ့ဖြိုးရေးဦးစီးဌာနမှအတည်ပြုထားပါသည်တိုက်ခန်းဝယ်ယူခွင့်မဲပေါသူများအနေနဲ့တိုက်ခန်းနေရာမဲနိုင်ရွေးချယ်ခြင်းကိုကိုယ်တိုင်မဲနိုင်ရမှာဖြစ်ပြီးဇွန်လ24ရက်နေ့မှစတင်ပြီးတဝူချင်းဆက်သွယ်အကြောင်းကြားသွားမှာဖြစ်ကြောင်းအသိပေးထားပါသည်။ တဂုံမြို့တဲ့စိတ်ကမ်းမြို့နယ်ရှိရှိုးမရိတ်သာတံပိုးနဲ့အင်ယာမရောင်ချပင်မဲ့တိုက်ကမ်းများမှာ6ခန်းတွဲလေတဲတိုက်တိုက်အမှန်58 60 61 62 64တို့ရှိတိုက်ခမ်းများနဲ့စနခန်းတွဲလေတဲတိုက်တိုက်အမှန်40 44 45 46 49 59 50တို့ရှိအခမ်းများဖြစ်ကြောင်းသိရပါဗျာ အဆိုပါရောင်းချပေးမယ်ရိုးမရိပ်ပန်းတံပိုးနဲ့အင်ရှားမှာတိုက်ခန်းများရဲ့ဇင်းလုံးများမှာအခန့်အကျဲနဲ့အထက်အနေအမြင့်ပေါ်မူတည်ကတခန်းလျင်ကျက်125သိန်းမှကျက်သိန်း320အထိရှိကြောင်းသိရပါတယ်ရှင်နောက်ဆုံးနေ့စမဲတဲ့ရင်ကတော့အသက်26နှစ်အရွယ်ကြောက်ကဝေဒနာရှင်တဦးမိမိကိုကိုအသေးချောင်းစံစီမှုဖြစ်ပွားတဲ့တဲ့ရင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သိမ်းမြောက်ပိုင်းမြို့နယ်လေးဆက်နေရက်ကွက်ပြီးမိုးနေသုံးလမ်းမှာနေထိုင်နေအသက်26နှစ်အရွယ်ကြောက်ကဝေဒနာခံစားနေရသူအမျိုးသားတဦးဟာစိတ်ထဲကြပြီးသူ့ကိုယ်သူအဆုံးစီရင်တဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့သိရပါဗျာ။ အဆိုပါဖြစ်စဉ်ဟာဇွန်လ23ရက်မနက်အစောပိုင်းကဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပြီးသူ့အိမ်မှာရှိတဲ့ရေချိုခန်းထဲမှာလေပင်ပြက်ရှာတဲ့ရအပြင်လက်နက်ဖက်လုံးရဲ့လက်ကောက်ဝင်းနဲ့တထောင်စစ်အကွေအစံနေရာတွေမှာလည်းဓာတ်နဲ့လေပြတ်ထားတဲ့ပြက်ရှာတဲ့ရတွေနဲ့တွေ့ကြရတယ်လို့ဆိုပါတယ် သူဟာအဲ့ဒီဒဏ်ရာတွေကြောင့်သွေးထွက်လွန်နေပေမဲ့အသက်သေးဆုံးခြင်းမရှိသေးတာကြောင့်ဝင်းရံမှုလူမှုကူညီရေးအသင်းကမြောက်ကလာပါစေယုံစီပို့ဆောင်ကူညီပေးကြောင်းနဲ့လက်ရှိမှာအသက်သေးဆုံးနိုင်ခြင်းမရှိတော့ကြောင်းသိရပါရရှင်။